အပြင်းထူတဲ့ပြန်လောင်းငှက်ကလေးကငငယ်ကလေးကအစာကြီးများတဲ့အကျင့်စိုးလေးတစ်ခုရှိနေပါတယ်။သူကနေတိုင်းတနေ့ကို24နာရီလုံးလုံးအတိုက်ထဲမှာပဲနေနေပြီးပေးမယူကျွေးမစားလို့ဘာပဲလုပ်လို့မိခင်ဖြစ်သူကိုအားကိုးနေတာပါ။အပြင်မှာလေရင်မိုးရီတဲထန်စွာရာသုံးနေတဲ့ဆိုရင်တော့ငှက်အမေကြီးကပိုးကောင်တွေကိုစူးစားပန်းစားဖမ်းပြီးသူ့ကိုကြွေခဲ့ပါတယ်။ဒါပေမဲ့ပြန်လောင်းငှက်ကလေးကတော့အစာအစာကိုနည်းနည်းမှတန်ဖိုးမထားခဲ့ပါဘူး။ငှက်အမေကြီးခက်ခက်ခဲခဲဖမ်းလာရတဲ့ပိုးကောင်တွေကိုတော့သူကတော့အချိန်တိုင်းကြမ်းပြစ်မော်လွှတ်ပြနေတာပါ။ ငှက်မေကြီးကတော့အစားအစာတွေကိုအလဟတ်တမလို့ပြဖို့ပိုးကောင်တွေဖမ်းရတာမလွဲကြောင်းအမြဲပြောခဲ့ပြီးငှက်မေကြီးကနှမျောစိမ့်နဲ့အစားအစာတွေကိုပြန်သွားကောက်ခဲ့ပြီးမြေကောင်းမာတဲ့ငှက်ကလေးကတော့လုံးဝနားမဝင်ခဲ့ပေပိုးကောင်တကောင်ကိုအမေဖြစ်သူရဲ့ကြောပေါ်ကိုလွှတ်ပြစ်ချလိုက်ပြန်ပါတယ်ဒါကငှက်မေကြီးကိုစိတ်ဆိုးပြီးကုကေရမဲဖြစ်ပြီးတာသမီဖြစ်သူကိုကောက်ကောင်စားဖို့ဖြောင်းပြခဲ့ပြီးမြေငှက်လေးကတော့ဒီလောက်ပိုးကောင်တသေးလေးကဘာများထူးဆန်းလို့လဲဆိုပြီးပြန်ပြောခဲ့ပါတယ် ဒါကိုကြားတဲ့အခါငှက်မေကြီးကခေါင်းသာရန်ခါနေပြီးဒီလိုဆက်လုံနေတာကနီးလမ်းမဟုတ်ဘူးဆိုတာနားလည်သွားပါတယ်အရာကြောင့်သားသမီးဖြစ်သူရဲ့အကျင့်ဆိုးကိုပြုပြင်မှုပြန်လောင်းငါကလေးကိုအရွယ်ရောက်လာပြီးမှသူ့အတွက်ပူကောက်ဖမ်းလာပြီးပို့ပြောလိုက်ပါတော့လေ။ငါလေးကတော့သူ့မိပြောတဲ့စကားကြားတဲ့အခါအယံပျော်ရှင်သွားပြီးသူ့မိဖြစ်သူထက်ပို့ပြီးတော့များဖမ်းနိုင်မယ်လို့တွေးမိသွားပါတယ်။အရာကြောင့်သူကယုံကြည်ချက်ရှိရှိထွက်လာခဲ့ပါတော့လေ။မကြခင်မှာပဲပြန်လောင်းငါကလေးကလေကွင်းတောအုပ်တွေကိုကြော်ဖြတ်ပြီးတော့မြေကမ်းဘေးကိုရောက်ရှိလာပါတော့လေ။ သူကနေရာအနှံ့လိုက်ရှာခဲ့ပြီးမြပိုးကောင်းတစ်ကောင်ကိုမှမတွေ့ခဲ့ပါဘူး။ပြန်လောင်းငှက်ကလေးကအဲ့လိုနဲ့စိတ်ထဲကြနေကြမှာပဲကြီးကန်းတစ်ကောင်ကထွက်ပေါ်လာပြီးငှက်ကလေးကိုဒီမှာပါလုံးနေတာလေလို့မိလိုက်ပါတော့တယ်။အဲ့ဒါနဲ့ငှက်ကလေးလည်းသူကဒီမှာပိုးကောင်းလာရှာနေတာဖြစ်ကြောင်းပြောလိုက်တဲ့အခါကြီးကန်းအနီကြီးကသူ့လိုမျက်လုံးလဲမလင်းခြေနေလက်နေပုံစံနဲ့ပိုးကောင်းဖမ်းမိဖို့ဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းပြောလိုက်ပါတော့တယ်။အလုံးနဲ့ငှက်ကလေးဝမ်းမနေစေဖို့အတွက်ကြီးကန်းအနေကြီးကပိုးကောင်တချို့ဖန်လာပြီးသူ့ကိုပေးလိုက်ပါတော့တယ် အင်ကိုပြန်ရောက်တဲ့နောက်မှာတော့ငှက်ကလေးကပျော်ရှင်မြူတူစွာနဲ့အမေဖြစ်သူကိုလာကြည့်ဖို့ခေါ်လိုက်ပါတော့တယ်။ဒါပေမဲ့အမေဖြစ်သူကကြည့်ပြီးနောက်မှာတော့ငှက်ကလေးလှုပ်တဲ့ပုံစံအတိုင်းပိုးကောင်တွေအားလုံးကိုလှုပ်ပစ်လိုက်ပါတော့တယ်။အဲ့ဒါနဲ့ငှက်ကလေးလည်းလှုပ်ပစ်လိုက်လေသူကတော့မနှမျောဘူးလို့ပြောလိုက်ပါတော့တယ်။ငှက်ကလေးရဲ့နည်းနည်းလေးမှမနှမျောတတ်တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါဒီပိုးကောင်တွေကငှက်ကလေးကိုယ်တိုင်ဖန်လာတာမဟုတ်မှန်းငှက်မေကြီးလည်းသိသွားပါတော့တယ်။ဒါပေမဲ့ငှက်မေကြီးကတော့လုံးဝစိတ်မဆိုးပဲငှက်ကလေးကိုကိုယ်မျက်လုံးကိုယ်တောင်ပန်းကိုယ်ပါးစပ်နဲ့ကိုယ်တိုင်ဖန်လာပေးတဲ့ကြောင်း အဲ့ဒါမှငှက်အမေကြီးကဝမ်းသာနိုင်မှာဖြစ်ကြောင်းစိတ်ရှိရှိနဲ့ဆုံးမပါတော့တယ်။အဲ့ဒါနဲ့ငှက်ကလေးလည်းသူကိုယ်တိုင်ဖန်လာမယ်ဆိုပြီးငှက်အမေကြီးကိုပြောလိုက်ပါတော့တယ်။ဒီတစ်ခါမှလည်းငှက်ကလေးကယုံကြည်မှုအပြည့်နဲ့ထွက်ခွာသွားပြန်ပါတယ်။သူကအကြောတင်းနဲ့ဆိုပေမဲ့တိတက်လိမ်မာမှုရှိတဲ့ကလေးတစ်ယောက်ပါ။အမေဖြစ်သူကသူကိုယ်တိုင်ဖန်လာတဲ့ပူကောင်ကိုစားချင်မှန်းသိသွားတာကြောင့်ကြီးကန်းအန်ဒီကြီးကသူ့ကိုကူညီဖို့လုပ်တဲ့အခါသူကိုယ်တိုင်ဖမ်းမယ်ဆိုပြီးအဆက်မပြတ်ညှင်းဆိုခဲ့ပါတော့တယ်။ အလုံးနဲ့ကြီးကန်းအန်ဒီကြီးကပိုးကောင်ဖမ်းမယ်ဆိုနားနဲ့တေချာနားထောင်တဲ့ကြောင်မျက်စိကိုလည်းလှင်လင်းထားတဲ့ကြောင်အာယုံထွေပြလို့မရကြောင်နမူနာတရုတ်ဖော်ပြလိုက်ပါတော့တယ်ကြီးကန်းအန်ဒီကြီးရဲ့တရုတ်ဖော်ပြမှုအောင်မှာငှက်ကလေးကသူ့ကိုယ်သူလှုပ်တတ်သွားပြီးထင်ပြီးလှုပ်ရှားလိုက်တဲ့အခါဟာသားတစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဒီလိုဖြစ်နေတာတော့သူကကြီးကန်းအန်ဒီကြီးရဲ့လဲစားမှုကိုမခံခဲ့ရပါဘူးအဲအစားသူတယောက်တည်းတော်ထဲမှာအခြေချင်းလေးကြည့်နေခဲ့ပြီးတိတ်မကြခင်မှာပဲမိုးရွာလာတာကြောင်ငှက်ကလေးလည်းတိမ်ငယ်စိမ့်နဲ့ပြန်သွားဖို့လှုပ်လိုက်ပါတော့တယ်ဒါပေမဲ့နောက်ကျောင်းပြန်လဲပြီးပြီးချင်းပါပဲ ဘူးကောင်ဖမ်းမမိသေးတာကိုတတိယသွားတဲ့အခါဒီတိုင်းပြန်သွားလို့မဖြစ်ဘူးဆိုပြီးတွေးလိုက်ပါတော့တယ်။အဲ့ဒါနဲ့ပဲလီမိုးတွေကိုအန်တူပြီးဆက်လက်ရှာဖွေနေပါတော့တယ်။ငှက်အန်တီဂျီတကောင်ကအတန်တွေကြားတဲ့အခါနေရီမိုးတွေဒီလောက်တည်ထန်နေတာကိုပဲဘူးကောင်ဖမ်းနေသေးတာလားလို့မေးလိုက်ပါတော့တယ်။ငှက်ကလေးကတော့မိုးရွာတာကြောက်စရာလားဒီထက်ပိုတည်ထန်နေရင်တော့သူ့အမေကသူ့အတွက်ဘူးကောင်ရှာကြည့်တာဆိုပြီးတော့ခေါင်းမမာနဲ့ပြောလိုက်ပါတော့တယ်။ပြောမရတဲ့အဆုံးထုံငက်အန်တီဂျီကသူ့ကိုခနဲ့တက်တက်ပြောလိုက်တဲ့အခါငှက်ကလေးကပိုးကောင်ဖမ်းပြီးမှအိမ်ပြန်မယ်လို့ပြန်ပြောလိုက်ပါတော့တယ် ိတ်မကြခင်မှာပဲမိုးကပူပူသေးလာပြီးငှက်ကလေးကအကောင်းဆုံးစူးစမ်းပြန်တန်းနေပြီမေပြင်းထန်လာတဲ့လေကြောင့်မြေပြင်ပေါ်ရိုက်ချခံလိုက်ရပြီးတော့ကြောက်တုံးနဲ့ပါသွားဆောင်မိပါတော့တယ်တချိန်ထဲမှာပဲငှက်အမေကြီးကလည်းတာဖြစ်သူကိုအလောတကြီးချဖွေနေခဲ့ပါတယ်ဒီလိုမျိုးပြင်းထန်တဲ့လေတွေမိုးတွေကြာမှာပိုးကောင်ဖမ်းမိဖို့ဆိုတော့တော်တော်လေးခက်တဲ့ကိစ္စတစ်ခုပါဒါပေမဲ့ပြန်လွားငှက်ကလေးကတော့ကန့်ကောက်နေပြောရပါမယ်သူကဓာခုတ်ကောင်ကိုတွေးလိုက်တာကြောင့်အလင်းမြန်လှူရှားလိုက်ပြီးမြေတစ်ဖက်သူရဲ့လှေစာမှုကြောင့်ခြုံပုတ်ကြညက်သွားပါတော့တယ် သူကိုသူလည်းဓာခိုးကောင်ကိုဖမ်းမိပြီလို့ထင်လိုက်ပေမယ့်တကယ်တမ်းမှာတော့အရာကခွေးမိမြတ်တဲ့ပင်ဖြစ်နေခဲ့ပါဗါးအဲအချိန်မှာတော့ငှမ်းမေကြီးရဲ့ခေါ်တန်ကမွေးရည်ဇက်တွေကျဆင်းနေတဲ့ကောင်းကင်ပေါ်မှာပဲ့တင်တန်းထက်လို့နေပါဗါးဒါပေမဲ့ပြန်လောငှက်ကလေးကတော့လုံးဝကိုမကြားခဲ့ပေဓာခိုးကောင်ကိုပဲစက်တိုက်လိုက်ဖမ်းလို့နေပါဗါးရှာမတွေ့တဲ့အဆုံးငှမ်းမေကြီးလည်းအင်ကိုပြန်လာခဲ့ပါတော့တယ်ငှက်ကလေးလည်းမစုံမနစ်ကြိုးစားမှုကြောင့်ဓာခိုးကောင်ကိုဖမ်းမိသွားခဲ့ပါတော့တယ်စိတ်လို့ရှာနေတဲ့သူကမွေးရည်တွေမှာပပက်လေဝိုင်းနေပြီးအိမ်မက်ရောက်တဲ့အခါမိခင်ရင်ခွင်နဲ့ပြေးဝင်သွားပါတော့တယ် ငမ်းမေကြီးရဲ့စိတ်ထဲမှာလည်းအယံကိုပျော်ရွှင်နေပြီမယ်။တားဖြစ်သူကိုစံတတ်ဖို့တမင်တသက်အထင်မြင်တည်တဲ့ပုံစံနဲ့ပိုးကောင်ကတည်တယ်ဆိုပြီးလွတ်ပြစ်ဖို့လုပ်ပါတော့တယ်။အဲ့ဒါနဲ့ငှက်ကလေးလည်းဒါကသူခက်ခက်ခဲခဲဖမ်းလာရတာဖြစ်လို့လွတ်မပြစ်ဖို့ပြောပါတော့တယ်။ငှက်ကလေးငိုနေတာကိုမြင်တဲ့အခါဒါကသူကိုယ်တိုင်ခက်ခက်ခဲခဲဖမ်းလာရတယ်ဆိုတာကိုငမ်းမေကြီးလည်းသိသွားပါတော့တယ်။ပိုးကောင်ကတင်းငယ်တယ်ဆိုပေမဲ့ဖမ်းရတာတော့ခက်ခဲပါတယ်။အဲဒီချိန်ကြမှာပဲငှက်ကလေးကလည်းရှာဖွေစားတော့ရတာမလွယ်ကူကြောင်းနဲ့မိခင်ဖြစ်သူရဲ့ခက်ခဲမှုကိုတီးသွားပြီး အဲချိန်ကစားလို့အစာရွေပြီးအစာကိုအလှအတက်ဖြစ်အောင်ထပ်မလုပ်တော့ပါဘူး။